Yes ကျွန်တော် Fortuga game ကနေအားလုံးပဲ down ဆိုနေတဲ့မြန်မာစားကိုကျွန်တော်တို့ Witchy Knight Tower Defense ဆိုတဲ့ game ရဲ့မှာထည့်သွင်းပြီးပါပြီ။ဒါအပြင် game feel လို့ခေါ်တဲ့ game ကို juicy ဖြစ်စေတဲ့ feature အသစ်တွေလည်းကျွန်တော် game ထဲမှာထည့်ထားပါတယ်။အားလုံးမင်္ဂလာပါ gaming ကမြန်မာအနေကြိုဆိုပါရစေ။ဒီနေ့ဗီဒီယိုမှာကျွန်တော်တို့ရဲ့ Witchy Knight Tower Defense ဆိုတဲ့ game ရဲ့မှာအသစ်ထည့်ထားတဲ့ feature တွေနဲ့ game fee ဆိုတာဘာလဲဆိုတဲ့အကြောင်းအရာကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးနဲ့အဓိကကြားရတဲ့ပြဿနာကကျွန်တော် game ထဲမှာအင်္ဂလိပ်စာဘာသာစကားတစ်ခုပဲရှိနေတာပါ။ မြန်မာနိုင်ငံထုတ်တဲ့ game ဖြစ်တဲ့အပြင်မက္ကဆီကိုတားကလည်းတောင်းဆိုနေတဲ့ localization feature ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ထင်မြန်မာစကားထည့်ကိုထည့်တင်တယ်လို့ထင်တယ်ပေါ့နော်အဲ့ဒါကြောင့်လည်းကျွန်တော် game ထဲမှာမြန်မာဘာသာစကားအပါအဝင်ဘာသာစကားစုစုပေါင်း9မျိုးကိုထည့်တင်တာပြီပါ new feature အနေနဲ့ကတော့ game ထဲမှာကိုတယောက်တည်းဆော့ပြီးတော့ကို high score ကိုပြန်ကျော်နေရတဲ့ပုံစံညမတ်ဘူးနော်အဲ့ဒါကြောင့်ကျွန်တော်တို့ game ထဲမှာကိုဘလောက်ကြံကြောင်ပြခြင်းတဲ့ player တွေအတွက် player high score တွေအကုန်လုံးဖော်ထားပြီးတဲ့ leaderboard system ထည့်ပြီးပါပြီ တချို့ဆိုလို့ရှိရင်ညတစ်ထောင်ကြော်ရတယ်အောင်တွေ့နေရပါတယ် ASD တော့မဟုတ်လို့ပြောအောင် game feel လို့ခေါ်တဲ့ game ကို juicy ဖြစ်စေတဲ့ feature တွေလည်းအများကြီးထည့်ထားပါတယ် ီအကြောင်းအရာညီမပြောခင် game fee ဆိုတာဘာလဲဆိုတော့နည်းနည်းရှင်းပြပါမယ်။ game fee ဆိုတဲ့ခေါင်းစဉ်ကတော့ extra ဖြစ်ပေမဲ့အဓိကပြောချင်တာကတော့ player ကဂိမ်းစောနေတော့ကောင်းတဲ့တုံ့ပြန်မှုတွေခံစားရတာကိုပြောချင်တာပါ။ဥပမာပြောမယ်ဆိုရင်ဂိမ်းကစားနေတော့ game play တွေ control တွေဒီအတန်နေနဲ့ graphic တွေအကုန်လုံးကိုပေါင်းပြီးတော့ player ကိုစိတ်ကျင်တဲ့ experience မျိုးပေးနိုင်တယ်ဆိုရှင်ဒါကို game feel လို့ခေါ်ပါတယ်။ဥပမာ player က boss နဲ့ချတဲ့အခါမျိုးတွေ game ရဲ့ character ပြန်လည်ရှင်သန်တာမျိုးတို့ ပြီးလို့ရှိရင်ကျွန်တော် gain ထဲမှာဆိုလို့ရှိရင်ဒီ mi win spare တွေတုံးလာလို့ရှိရင်ကြီးမားတဲ့ခံစားမှုတွေပြီးကျင်တဲ့အတွက်ကြောင့်ကျွန်တော် camera တွေလှုပ်လိုက်တာတို့ visual effect လမ်းလမ်းတွေထွက်လာမျိုးတွေလှုပ်ထားနေပေါ့ကျွန်တော်ရဲ့ witch knight tower defense ဆိုတဲ့ gain ထဲမှာလည်း gain ဒီ feature 6ခု9ခုလောက်ထည့်ထားပေးပါတယ် ။ရမက်ဆေ့ဂိမ်းပါလည်းတိကြမှာပါ။တချို့ဂိမ်းတွေမှာ player တွေကသွေးနှဲလာပြီဆိုလို့ရှိရင်သူတို့ရဲ့စက်ခွင်ကဖြည်းဖြည်းနဲ့ညီလာတာမျိုးတွေမြင်မှုကြတော့အဲ့လိုမျိုးပဲကျွန်တော်ဂိမ်းမှာလည်းကျွန်တော်ရဲ့တာဝါကသွေးနှဲလာပြီဆိုလို့ရှိရင် player ရဲ့စက်ခွင်ကဖြည်းဖြည်းဝေဝါးလာပြီးတော့ရှုံးနိုင်မယ်ဆိုတာကိုအသိပေးတာမျိုးတွေထည့်ထားပေးပါတယ်။ကျွန်တော်ဂိမ်းထဲမှာ spare တွေကလည်းမမှန်ဖြစ်လိုအပ်တဲ့ gameplay တစ်ခုပါ။ Fireball, Firing, ဒီ Blizzard နဲ့ Freezing Field spare တွေကလည်းအကျန်းသား spare တွေပါ။ ဒါပေမဲ့သူတို့ကိုကျွန်တော်တို့ visual effect လေးနဲ့တွဲပြီးစောမယ်ဆိုဘလိုနေမလဲလို့ကျွန်တော်စဉ်းစားမိရပေါ့နော်အဲ့ဒီလိုမျိုး effect လေးထည့်ပြီးမှသာ player ကလည်းဒီလိုမျိုးအကျန်းစား spare တွေကို lenser effect လေးနဲ့တွဲပြီးစောမယ်ဆိုချင်ပို့ပြီးစိတ်လှုပ်ရှားဖို့ကောင်းပါပါဒီမျိုး effect တွေကိုစောကြည့်ချင်တယ်ဆိုလို့ချင်ကျွန်တော် game ထဲမှာဂျန်လေးတွေစုပြီးတော့ဒီလိုမျိုး spare တွေကိုလမ်းလောက်ပါမယ် spare တွေမဟုတ်ဘဲ pushing crack မျိုးမှလည်း effect တွေထည့်ထားပါသေးတယ် ရန်သူတွေများများဆွဲခေါ်တဲ့လူဝါပူရှင်တို့မဘာပူရှင်မှလည်းအခုလိုအဖက်တွေထည့်ထားပါဗျ။တရက်ပူရှင်၅မျိုးမှလည်းသူတို့နဲ့သက်ဆိုင်တဲ့အဖက်လေးတွေကိုထည့်ထားပါသေးတယ်။ပြီးငယ်ပူရှင်မှဆိုလို့ရှိရင်လည်းပလေယာကပြန်လည်ရှင်သာရန်အခါမျိုးမှာမီလုံးပောက်ပွဲထွက်ပြီးတော့ဖီနင်းငက်စီထွက်ပေါ်လာတဲ့မျိုးတွေမြင်ရမှာပါ။ကျော်ရက်ဂိမ်းကရန်သူတွေများကြီးနှိမ်နှင်းရပြီးတော့စပီးမြန်မြန်နဲ့ဆော့ရတဲ့ဂိမ်းမျိုးစားဖြစ်တဲ့အတွက်ကြောင့် enemy တကောင်ချင်းစီမှာ visual အဖက်လေးလိုက်ထည့်မယ်ဆိုလို့ရှိရင် performance ထိနိုင်ပါတယ်။အဲ့ဒီအတွက်ကြောင့်ကျော်ရက်ဂိမ်းမှာပါတဲ့ boss ၃កောင်ကိုပဲ သူတို့နဲ့သက်ဆိုင်တဲ့ unique ဖြစ်တဲ့ data animation တွေရေးထည့်ထားလိုက်ပါတယ်။နောက်ဆုံးကြံတာလေးတွေကတော့ကျွန်တော် home screen မှာရှိနေတဲ့ဖြောင်းနိုင်မီးလေးကိုမှိတ်တုံမှိတ်တုံလုတ်ပေးတာတို့ပြီးလို့ရှိရင် leader ဘုတ်ရဲ့ assistant ညမှာရှိနေတဲ့ CIA အတွက်ပေါင်ထလာလေးလည်းလုတ်ထားပေးပါတယ်။ဒီ home screen ကဖြောင်းနိုင်မီးမှိတ်တုံမှိတ်တုံလေးကိုလည်းကျွန်တော် in game ထဲမှာ tower ရဲ့အလင်းရောင် flickering ဖြစ်နေတဲ့အဖက်လေးတွေကိုလည်းအသေးစိတ်ထည့်လာပေးပါတယ်။ကြည့်အခုတော့ game ကြီးအကြောင်းကိုပြပြပြီးဆိုတော့ကျွန်တော် game စိတ်ဝင်စားရဲဆိုလို့ရှိရင် Witch Knight Tower Defense ဆိုပြီးတော့ play store မှာရိုက်ရှာပြီးတော့ဆော့နိုင်ပါပြီခင်ဗျ။အကယ်၍မိတ်ဆက်တို့မျိုး game တွေကိုဖန်တီးတက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ game maker များအနေဖြန့်လင့်ထားပေးတဲ့ကို game ကိုဖန်တီးမှုဆိုတဲ့အတန်းရှိနေပါပြီ။ဒီအတန်းမှာမိတ်ဆက်က Unity game တို့မှကိုအသေးစိတ်လေ့လာမှဖြစ်ပြီးတော့ game သုံးခုကို၃လပြင်ဖန်တီးတက်အောင်တရားပြေးသွားမှာပဲဖြစ်ပါတယ်။အတန်းကြီးကတော့၂သိန်းကျပ်ကျတင်မှာဖြစ်ပြီးတော့အတန်းပြီးတဲ့အခါမှာလဲ certificate နဲ့ professional game developer တရားဖြစ်လာဖို့အတွက် roadmap တွေကိုလည်းချပြပေးသွားမှာပါ။ ကျွန်တော်ရဲ့အတန်းကတော့မေလ18ရက်နေ့မှာစတင်ဖွင့်လှစ်မှာဖြစ်ပြီးတော့လူကြီး15ရောက်သွားကန့်တတ်ထားတာမို့အခုပဲလာရောက်ထုံစမ်းလိုက်ပါ။ကဲအခုဆိုရင်ကျွန်တော်တို့ရဲ့ဝီချီနက်တာ defense game နဲ့မှာ leader ဘုတ်စနစ်နဲ့မြန်မာဘာသာစကားအပါအဝင်ဘာသာစကားစုစုပေါင်း9မျိုးကိုလည်းထည့်ထားပြီးပါပြီ။ ပလေယာစိတ်ကြည်နံမှုရစီတဲ့ game feature တွေဖြစ်တဲ့ထဲကဒီ camera shake တွေ spare တို့ potion တို့တုံလို့ရှင်ထွက်လာတဲ့ visual effect လေးတွေ boss တွေတွေပါလို့ရှင်တို့ရဲ့ dark animation တွေနဲ့ဒီအဆင့်တစ်ပေါင်းလှလှလေးနဲ့ game feature ရဲ့အများကြီးထည့်ထားပေးပါတယ်ကျွန်တော် game ကိုစိတ်ဝင်စားရဆိုရင်တော့ post ရဲ့ link ဒါမှမဟုတ် witch knight tower defense ဆိုတဲ့ game ကို google play store မှာရှာပြီးတော့ install လုပ်ပြီးစောင့်နိုင်ပါပြီခင်ဗျာ ဒီမျိုး feature တွေလည်းအများကြီးထည့်ထားပြီးကြအောင်အားလုံးလည်းကစားကြည့်ကြပါအောင်။ကြည့်ဒီဗီဒီယိုလေးကျန်တဲ့တဲ့ဆိုလို့ရှိရင် like and share လေးလုပ်ခဲ့ပေးပါအောင်။အဆုံးထိကြည့်ပြီးတော့အများကြီးကျေးဇူးတင်ပါတယ်။နောက်တဲ့ video တွေမှာလည်းပြန်လည်ဆုံတွေ့ကြမယ်။ Bye bye.